အာ first မှာဆိုရင်ကျွန်တော်ပထမဆုံးနေကျွန်တော်က primary key နဲ့ HDR ကျွန်တော်ပို့တုံးဖြစ်တယ်အဲဒီ note 3ခုမှာပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ style အတိုင်းပေါ့နော်ကျွန်တော် note 3ခုမှာဆိုရင်ကျွန်တော်ခက်ကိုပို့တုံးတာပေါ့နော်ခက်မှာဆိုရင်၄ချက်ပေါ့နော်အရေးကြီးဆုံး၄ချက်မျိုးရှိတယ်ပေါ့နော်ပထမအဆုံးက overall exposure ရယ်ပြီးတော့ contrast ရယ်နံပါတ်3က white color color balance ရယ် color balance ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ credit credit color တုံးတယ်ပေါ့နော် credit တုံးတယ်ကျွန်တော် color တုံးတယ်ဖန်ပြီးတာပေါ့နော်နံပါတ်4က saturation အဲ့ဒီအချက်လေးချမ်းတော့ကျွန်တော်တို့အသုံးပြုလို့ရတာပေါ့နော်ခက်မှာဆိုရင်ကျွန်တော်ရဲ့ color basic ကုတ်ကိုအာနေတိုင်းကြည့်ချင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးကြပါဘောနော်ဒါဆိုဒီဒီ footage ကိုလည်းကျွန်တော်အာ Telegram channel မှာကျွန်တော် Google Drive နဲ့တင်ထားတာရှိပါတယ်ကျွန်တော်တော်ယူလိုက်ပါဒီအခုဒီဟာလေးကိုကျွန်တော်ဒီပထမဦးဆုံး exposure ထဲမှာဆိုကျွန်တော် HDR မှာကျွန်တော်ချိန်ထားတာဘောနော်ဒီ time ပဲ -1. ာတူးစလောက်တော့ကျွန်တော်ချတာပါဗောနော်။ဘာလို့ဆိုတော့ကျွန်တော်လည်းဒါ over 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 export ဖြစ်နေတာဗောနော်။ over export ဖြစ်နေကျွန်တော်တူးစလောက်လောက်ချတာပါဗောနော်။1.52အဲ့တိုင်းမှချပါ။အာပြီးတော့ဒီအခုဆိုကျွန်တော်တို့ဒီဒါဒီ note ရဲ့ပထမအုပ်ဆုံးမှာကျွန်တော်ကဒီ export ရှာရဲ့ balance ရဲ့ဒီ chat မှာဆိုရင်ကျွန်တော်တို့ကအာ situation ကျွန်တော်လုတ်ချင်းလုတ်ပါဗောနော်။ဒီ3ခုမှာဆိုကျွန်တော်ကျွန်တော်ကဒါ over all exposure ရဲ့ contract ရဲ့ကျွန်တော်လောက်တော့ဗောနော်။ဒါတော့ first ဒီ second second ကျွန်တော်ဆိုကျွန်တော်တို့ကျွန်တော်ဒီတုံးဒီဒီ note အကုန်လုံးကို parallel note ပေါ့ second second parallel note တွေပေါ့နော်ဒီ parallel note မှာကျွန်တော် cap တွေနဲ့ကျွန်တော်အုံပြူတယ်ဒီဘာဘာလို့ဆိုတော့ကျွန်တော်တို့ color critic color တုံးနေလောက်တယ်အာ saturation တွေကျွန်တော်ပြင်ညှိတာပေါ့နော် okay ဒီအားလေးကျွန်တော်အုံများတာဖြစ်ပါတယ်ခတ်မှာဆိုရင်ကျွန်တော်တို့ဒီဒီအခုဒါကျွန်တော် monitor ကြီးလို့ ဒီ၃ခုတူပြတာပေါ့နော်တကယ် monitor တဲ့ laptop မှာဆိုရင်၂ခုလောက်ပဲပြတာပေါ့နော်ဒီမှာ cap ကိုတောင်းရင် primary degree မပါဘူးပေါ့နော်ဒီ monitor ကြီးရင် primary degree ကအာပေါ့အကောင့်၃ခုလုံးပေါ့တာပေါ့နော် okay အာကြီးလိုက်ပြီဆိုတော့ကဒါ cap ပြလောက်လောက် ပေါ့ပေါ့နော်ဒါ cap ပြလောက်လောက်ပုံတွေပါ cap ပြလောက်လောက်ပုံတွေကျွန်တော်တို့ဒီအားလေးကိုအောက်ချလာရင်ဟိုမှာလည်းအောက်ကြွားပါတယ်တိုင်လိုက်အားလေးပေါ့တိုင်လိုက်လက်တွေမှာ okay ဒါလေး ခပ်ကတည်းကပြောရရင်ကဒါက highlight highlight ဒါကကျွန်တော်အိုးရင်ကျွန်တော်ပြောရပဲဒါက share ဒါက mid tone ဒီဟာဒီသူ့ရဲ့ channel အတိုင်းရှိတယ်ပေါ့နော်ဒါကအာ wine က luminous rgb red green blue ပေါ့နော်ဒီဟာဒီဒီမျိုးကျွန်တော်တို့တို့အလောက်လောက်တာပေါ့နော်ဒါဆိုကျွန်တော်အလင်းအမှောင်တက်တက်ကိုကျွန်တော်ချိန်တာပါဒီဒီ hoodie ကဒီဟာဆိုရင်ကျွန်တော်တို့ဒါကိုက ဘယ်လိုမျိုးလောက်ချင်တာပေါ်မူတည်ပြီးတော့ကျွန်တော်တို့လောက်လို့ရတာပေါ့နော်အာဒီခက်မှာဆိုရင်ကျွန်တော်တို့ဒီခက်မှာဆိုရင်ဒီဘေးနာမှာဒီဘေးနာအဆက်3ဆက်ကပေါ့နော်ဒီ adapter supply မှာကျွန်တော်တို့နှိုက်လာရင်ဒူဥပမာဆိုရင်ကျွန်တော်တို့ဒီဒီ asset မှာ highlight ကိုကျွန်တော်နှိုက်လိုက်တယ်ဒီမှာဒီ line လေးတစ်ခုပေါ်လာမယ်ပြီးတော့ adjust ပြန်လောက်လို့ရတာပေါ့နော် adjust ပြန်လောက်မယ်မှာ share မှာနှိုက်ရင်လည်း adjust ကျွန်တော်တို့လောက်လို့ရတယ်ဒီဒါကျွန်တော် option option ကိုနှဲ့ရင်ကျွန်တော်တို့ဒါသူကဒီမှာကျွန်တော်ရွှေ့လို့ရအောင်ဒါတေးသေးလေးအဲ့ဒီအဲ့ဒီမျိုးလေးကျွန်တော်တို့ရွှေ့လို့ရတာပေါ့နော်ဒါရွှေ့လို့ရပါတယ် option ပဲ map မှာဆို map မှာဆိုရင် order ကိုနှိုက်တာပေါ့နော် map မှာဆို order ကိုနှိုက်ပြီးရွှေ့လို့ရတာပေါ့နော်ဒီအရဆိုကျွန်တော် share တက် share တက်ကျွန်တော်ကစားလို့ရတယ်ဒီဒီဟာလေးကိုနှိုက်တော့ကျွန်တော်ဒါလေးကိုကျွန်တော်ဖြတ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ဖြတ်လိုက်ပါမယ် ဲ့လိုမျိုးပါနော်ဒီခက်မှာအာပထမဆုံးကျွန်တော်တို့ခရစ်ခရစ်တုံးမှာပေါ့နော်ဒီနောက်တစ်ခုကဒါ human new human new new ဆိုတော့ကျွန်တော်အယောင်ပေါ့နော်အယောင်ကိုဆက်လက်ပြီးတော့ဒီအာအယောင်ကိုဆက်လက်အယောင်ကိုဆက်လက်ပြီးတော့ color shift ပြန်လောက်တာပေါ့နော်ဒီ new ဆိုတာအယောင်ဗျာဒါကြောင့်အယောင်ကိုကျွန်တော်ဆက်လက်ပြီးတော့အဝါ color shift ပြန်လောက်တာ color ကိုပြန်ပြောင်းတာပေါ့နော်ဒီ color ကိုပယ်အယောင်ကိုကိုလိုချင်တဲ့ color ကျွန်တော်ပြောင်းလို့ရတာပေါ့နော်ဒါဆို အဝါကနေကျွန်တော်အစိမ်းပြောင်းအဝါကနေကျွန်တော်အစိမ်းနုနုပြောင်းမလားအစိမ်းဒီအဝါ data လေးကျွန်တော်ပြောင်းမလားဒါဆိုရင်ကျွန်တော်ဒီဟာလေးကိုတိတ်မထီးသေးဘူးဆိုကျွန်တော်နည်းနည်းရှင်းလိုက်မယ်ဒီလားနည်းရှင်းနေနဲ့ပြောင်းလိုက်မယ် over လေးနဲ့ adjustment တော့ဒီမှာအာဒီအဝါလေးကိုအဝါလေးတွေဖြောင်းနေပြီတော်တော် skin လုံးဝမထီးဘူးပေါ့နော်လူလုံးဝမထီးဘူး hue and hue က hue ကို hue ကအရာကိုဆက်လက်မှတ်ပြီးတော့ color shift ပြန်လုပ်တာ အဲ့ဒါအဲ့လိုမျိုးပေါ့နော်အဲ့လိုမှတ်ထားပါတော့ကျွန်တော်ဒီမှာဆန္ဒထိုးတာပြင်မယ်ဒီက hue and sub hue and situation ကအယောင်ကို slam မှတ်ပြီးတော့ situation ကိုအတိုးအလျှော့ပြန်လောက်တာဒီကကျွန်တော်တို့ဒီအယောင်ကိုကျွန်တော်အလင်းဆုံးနေအောင်ကျွန်တော် slam မှတ်ပြီးတော့အတိုးအယောင်အတိုးလျှော့ပြန်လောက်တာပေါ့နော်အယောင်ရေးလာအနိုင်လာအတိုးလျှော့ပြန်လောက်တာကျွန်တော်ကျွန်တော်ချလာပြီးအယောင်ကြပါရတယ်ကျွန်တော်ဆက်အယောင်ကြပါရတယ်အယောင်ကြရတယ်ကျွန်တော်အယောင်တင်တယ် အယောင်ကြပါတယ်ဟုတ်ကဲ့ဒါဆို moody moody look တွေပေါ့နော် green green moody look တွေပေါ့နော်ဒါဆိုအာအဲ့လိုမျိုးတွေဒါက hue ကိုအယောင်ကို select မှတ်ပြီးတော့ hue ကိုအတိုးလျှော့ပြန်လုပ်တယ်နောက်တစ်ခုက hue and luminous အဲ hue and luminous လဲအဲ့တိုင်းပဲနော်အယောင်ကို select မှတ်ပြီးတော့ hue and luminous အဘအအလင်းအလင်းအတိုးလျှော့ပြန်လုပ်တယ်ဒါလင်းလျှော့တယ်ဒါလင်းတိုးတယ်အလင်းလျှော့တယ်ပေါ်တောင်းတောင်းတယ် up တယ် down နဲ့ up တယ်ဒါဆိုဒီဟာလေးကိုကျွန်တော်တို့အာအလုံးလို့အဲ့လိုမျိုးပုံစံလေးဖြစ်ပါတယ်ဒီပြီးတော့ဒီ set aluminum and situation aluminum and situation ကဘလို့သူမျိုးဘလို့အလုံးလောက်လဲဆိုတော့ဒါဒီ footage ကိုလည်းကျွန်တော် အာ tactical list မှာကျွန်တော်ချထားပေးထားတာပါเนาะအာဒီကျွန်တော်တို့ရဲ့ exposure မှာတဲ့ HDR မှာအာ2စလောက်လောက်ကျွန်တော်ချထားပြီးတော့ဒီ primary view မှာ ဒီကမာမှာ -1 ပေါ့နော် -1 လောက်ထားပေးပါ aluminum insulation ဒီကျွန်တော်တို့အလင်းကိုကျွန်တော်တို့ဆလတ်မှတ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကစားလို့ရတာပေါ့နော်ကျွန်တော်တို့ကစားလို့ရတယ်ပဲမှာကျွန်တော်ကစားလို့ရတာပေါ့နော်ဒီကျွန်တော်တို့ဆလတ်မှတ်နေရမှာကစားလို့ရတယ်ဒီမှာကြည့်သူကအရင်ကြီးသူကအလုပ်လုပ်တာတိတ်မများပါပဲဒီမှာ situation ကစားလို့အဆင်ပြေတယ်ပြီးတော့ ဒီကနေ့မောအော်အဲ့လိုမျိုးအဲအဲ့လိုမျိုးအသေးတသေးလေးတွေပေါ့နော် adjustment ပြန်လုပ်နေရမှာကျွန်တော်တို့အတုံးများတယ်ဒီဟာလေးအတုံးများပဲပဲကျွန်တော်တိုက်ပြီးတော့မတုံးဖြစ်ဘူးပေါ့နော်โอเคဒါဒါဒီဒါမျိုးလောက်လောက်လောက်ရပဲပြီးတော့ဒီ sub and sub ပေါ့နော် sub and sub ကအာအာ sub and sub က situation and situation ပေါ့နော် department list list situation department mode situation ဒါလည်းတူပါ situation နဲ့ဒီလောက်ဒီလောက်လေးပဲရှိတာဗျာဒီလောက်လေးပဲရှိရင်ကျွန်တော်တို့ဒါလေးကျွန်တော်ချလိုက်ရှင်ဒီဒီလောက်လေးပဲရှိကျွန်တော်တို့ဒီဘက်မှာ more situation မှာကျွန်တော်ချရင်သူဘာမှလုံးမလုပ်ဘူးဗောနော်ဒီကနေသူအလုပ်လုပ်ပါတယ်ဒီကနေဒီ line ကနေသူလုပ်လုပ်တယ်ဒီမျိုးကြီးနည်းနည်းကြာပါတယ်ဥပမာကျွန်တော်တို့ virtual scope ကိုကြည့်လို့ရတာဗောနော် virtual scope ကြည့်တော့သူကသူကြာတယ်ဒီမှာဒီထန်းနည်းနည်းဒီအာ situation နဲ့ဒီ virtual scope နဲ့အလုပ်လုပ်တယ်ဗောနော် โอเคဒီမှာဆိုရင်ဒီပတ်ချမ်းသူမှာဒီပတ်ချမ်းမှာသူကြာနေတယ်ကြည့်ဒါဆိုရင်ဟောတော့โอเคဒီမှာ rap မှာသူကြာနေတယ်ဒီမှာ rap မှာတားရည်သူထိနေဟာတားရည်ပူကျဲဟောတားရည်ပူထိနေတယ်အာအဲ့လိုပဲနောက်တစ်ခုကဒီအဆက်အလူမီနီယံဆက်အလူမီနီယံနဲ့ဆန္ဒကဆူဂျူဝေရှင်းနဲ့သူရဟာ histogram ပုံချင်းတူတာပေါ့နော်ဒီလိုပဲကျွန်တော်တို့လူမီနီယံကိုကျွန်တော်ဒီအဲတမားက လေး situation more situation ဒီနှစ်ခုပဲเนาะဒါသူကဆလတ်မှတ်ဆလတ်မှတ်လို့လည်းရတယ်မှာမြင်နေရတာပေါ့เนาะဆလတ်မှတ်ဆံမလို့ကျွန်တော်တို့မြင်နေရတာပါဒီမှာ situation short okay ကိုလို့ channel အတိုင်းပေါ့မူဒီကို short လို့ရတယ်အာအဲ့လိုဒါကဒီ cap အကြောင်းနဲ့ပေါ့เนาะဒီ cap မှာကျွန်တော်တို့အသုံးပြုပုံချင်းတွေအများကြီးရှိတာပေါ့เนาะကျွန်တော်ဒီအားလေးရကျွန်တော် the basic အနေနဲ့ကျွန်တော်အသုံးပြတာပေါ့เนาะဒီ basic ကအရင် ဘယ်လိုပြောရမလဲဆိုတော့မိုက်တာပေါ့နော်ဒီ cap ကိုကျွန်တော်တို့ဒီ color တုံးနေတဲ့ကျွန်တော်တို့ဖန်တီးလို့ရရတယ်နော်ဝန်းတို့ဒီမှာကျွန်တော်တို့ဒီ select တေးအသေးစက်ကျွန်တော်တို့ပြန်လှုပ်လို့ရတာပေါ့နော်အဲ့လိုပြန်လှုပ်လို့ရတယ် okay cap အကြောင်းကတော့ဒီနေ့တော့ဒီလောက်ပါပဲအာ now မဖန်ကြရင်လဲထပ်ထပ်လာပါဘူးရှိတာပေါ့နော်ဒီအပေါ်ကတူးအများကြီးရှိတယ်အများကြီးတိုင်းမှာကျွန်တော်အာအာ free version နေနဲ့တုံးလို့ရတဲ့အာတူးတွေကျွန်တော် အများဆုံးကျွန်တော်ပြောဖြစ်မှာဖြစ်ပါတယ်ဒီအာစတူဒီယိုဘာစတူဒီယိုနဲ့တုံးများတဲ့ဟာလဲစတူဒီယိုဗာရှင်းပါတဲ့ဟာတခုနှစ်ခုကိုကျွန်တော်ပြောပြောမှာဖြစ်ပါတယ်โอเคကပ်အကြောင်းဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲအာကံကောင်းခြင်းများဆိုတဲ့ပိုင်းစားကြပါစေကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပြီးတော့ကျွန်တော် page ကိုလည်း like and follow လုပ်ကြပါ bye bye